မိတ်ဆွေတို့ကမိထားပါတယ်။ဆရာဖတ်တော်မေးချင်လို့ပါ။ကျမခလေးမွေးထားတာရက်90ပဲရှိသေးတယ်။နမားစကားချင်းဖတ်တယ်။ခလေးကိုခဏခဏချီရတော့ခလေးကိုယ်ပေါ်မှာအပေါ့အလီသွားထားတာရှိတယ်။တချို့ကပြောတယ်ခလေးတစ်ခါအပေါ့သွားပြီးရင်နမားဖတ်ဖို့ရေတစ်ခါချိုးရမယ်ပြောတယ်။နမားစကားချင်းကိုရေ9ခါချိုးရမယ်ဆိုရင်ခလေးအတွက်ရောအမေအတွက်ပါ။ကျမရေထိခိုက်မယ်။အဲ့ဒါနဲ့ပတ်သက်ပြီးဖတ်တော်လေးပြောပြပေးပါဆရာ။ဒီ ျင်ငယ်နဲ့ပတ်သက်ပြီးတော့နုစုတ်ကလေးရဲ့ကျင်ငယ်ပဲဖြစ်ပါစေဓမ္မမုံလည်းအခြားလူကြီးတွေရဲ့ကျင်ငယ်ပဲဖြစ်ပါစေနှစ်ခုစလုံးကတော့နာပါမတတ်တဲ့အမျိုးသားထဲမှာပါဝင်ပါအဲ့တော့ခန္ဓာကိုယ်မှာတော့၎င်းအဝတ်အစားမှာတော့၎င်းကျွန်တော်တို့ဗမာနိုင်ငံရဲ့ကြက်ပြားပုံတော့ရှိတော့ဘူးအခုတော့ပျောက်ကုန်ပြီကြက်ပြားခန့် ထက်ပိုပြီးတော့မှပေးချန်သွားတယ်ဆိုရင်တော့အဲ့ဒီလိုပေးချန်သွားတဲ့ခန္ဓာကိုယ်နဲ့အဲ့ဒီလိုပေးချန်သွားတဲ့အဝတ်အစားနဲ့နမတ်စပတ်မဆိုရင်တော့နမတ်စမပိုက်ဒါကိုစေးကြောလိုက်ဖို့တဲ့အရေးကြီးဒါပေမဲ့ဒီခလေးငွေကစားဒီခလေးလေးရဲ့ဂျင်ငယ်နဲ့ပတ်သက်ပြီးတော့စေးကြောတန့်စင်တဲ့အခါမှာတော့အမေပညာချက်ကတခြားလူကြီးတွေရဲ့ဂျင်ငယ်နဲ့ ဆိုနေလပောက်မဲ့တခြားသောအညစ်ကြေးတွေကိုစေးကြောတဲ့အမိတ်ထက်တော့အနှဲငယ်ပော့ပေါင်းမှုရှိကလေးကျင်ငယ်ထိသွားတဲ့နေရာကိုရေကောင်းစွာလောင်းလိုက်ုံနဲ့လည်းပဲလုံလောက်သွားလိမ့်မယ်အခြားသောအညစ်ကြေးများကိုစေးကြောတဲ့ကဲ့သို့သုံးကရေလောင်းခြင်းသုံးကရေညစ်ခြင်းဒါတွေကိုပြုလုပ်เสียမလို့ရှာမီချမ်းထဲမှာလာရှိတဲ့ဝဘဝဘလိုဂိရီမာကူလေး ولو من صغير لم يطعم ရှမ်းမိချမ်းမလာရှိတဲ့သူဟာဟလာဒီကလေးသူငယ်ဟာအဲဒီကျင်းငယ်ဟာဂဲမာပူဆိုတော့သူဟာဒီစားလို့မပိုင်တဲ့အရာအဲမှာလူလဲပါလိမ့်မယ်နောက်တခြားတိရစ္ဆာန်တွေလဲပါလိမ့်မယ်သူတို့ရဲ့ကျင်းငယ်သူဟာဝလောင်းမင်းဆဂီရီတင်းငယ်တဲ့အရွယ်ပဲဖြစ်ပါသည် ตัวอกุจิอาสาตอกกูไม่มีเวดีมุสวยตรุเยจิงเอกะเลเบมตะเนเสระมาปาเรฟลาบุดดามินกัสลิฮิดาโกเลซีโจกูอเยจีดันะปะตะปิรอฮัจญิสโตเตยลาสิถาเดบินายาสุเรจันเนมาตมานะเมศ็อลลัลลอฮุอะลัยฮิวะซัลลัมเกซีกูကလေးငယ်တယောက်ခေါ်လာတယ်အဲ့ဒီကလေးငယ်ကတမန်တော်မြတ်ဆလ္လာလာဟူအလัยဟိဝဆလမ်ရဲ့ကိုပေါ်မှာပဲကွာအဲ ပို့သွားလိုက်တယ်အဲ့ဒီအချိန်မှာသမဏမြတ်ဆလ္လာလာဟူအလัยဟိဝဆလမ်ကအဲ့ဒီအချိန်မှာရေတောင်းနေရေတောင်းပြီးတော့အဲ့ဒီကျင်ငယ်တွေကိုစေးချလိုက်တယ်သမဏမြတ်ဆလ္လာလာဟူဆလမ်ကအဲ့ဒီမှာအလားစေးချောတဲ့ဒီမှာအလားတိတိချာချာကောင်းမှုစွာတခါတဲ့ဟိုတခြားအညစ်ကြေးတွေစေးချောတကယ်တော့မကြည့်မစေးချောဘူးပေါ့ပေါ့ပါပါပဲစေးချောလိုက်ဒါကြောင့်အလားဒီအမျိုးသမီးဟာသူမေးထားတဲ့အမျိုးသမီးဟာ သူ့ရဲ့ကိုခန္ဓာမှာသူပေးွားတယ်ဓမ္မမွေအဝတ်စာမှာပေးွားတယ်ဆိုရင်အဲ့ဒီနေရာလေးကိုစေးကြောလိုက်ပြီးဆိုရင်သူကတံပြန်သွားမှာဖြစ်တယ်ခလေးကျင်ငယ်ပေးချန်သွားလို့ရေချိုးရမယ်ဆိုတာကတော့ဘယ်ချမ်းမှာမှမပေါ့ဒါကတော့လွဲမှားတဲ့စကားဖြစ်တယ်။ဘာကြောင့်လဲဆိုရင်အညစ်ကြေးပေးချန်ခြင်းဟာရေချိုးဖို့ဝါကျစ်ဖြစ်စေတဲ့အကြောင်းကံတွေကမဟုတ်လို့ပဲဖြစ်ပါ